တရုတ်ပြည်မှာယေရှုခရစ်တော်ကပြန်မွေးနေပြီးပြီးရင်အသေးခံပြီးတော့လူတွေကိုပြန်ကယ်တင်မယ်ဆိုတဲ့အဖွဲ့တွေကအခုနောက်ပိုင်းယုံကြည်သူတွေဂျားထဲမှာတင်တာမကပဲနဲ့တခြားဘာသာဝင်တွေဖြစ်တဲ့ဗုဒ္ဓဘာသာတို့အစ္စလမ်ဘာသာတို့ဂျားထဲမှာတော်တော်နှံ့ပြားနေတာကိုတွေ့ရတယ်။အဲ့တော့ဒီအဖွဲ့တွေကအရင်ဆုံး front at လာမယ်။သူ့ကို front လက်ခံလိုက်ပြီဆိုတာနဲ့ကိုယ့်ကိုခွင့်ပြုချက်မယူဘဲနဲ့သူတို့ရဲ့ group ထဲကိုအတင်းဆွဲထည့်မယ်။ပြီးရင်ဂျမ်ပိုက်တွေပို့မယ်။ ြီး AI နဲ့လုပ်ထားတဲ့တရားဟောချက်တွေတို့နော်မစီလျော်တဲ့ကြံပိုက်တွေတုံးပြီးမှဟောနေတဲ့တရားဟောချက်တွေတချင်းဆိုနေတဲ့ဟာလေးတို့ပို့လာပြီးတော့တို့မြူဆွေကြတို့ရဲ့ရွယ်ချက်ကဘာလဲဆိုရင်ယေရှုတေုံမကိုလူတွေလက်ခံလာဖို့အတွက်ဤအမျိုးမျိုးနဲ့ကြိုးပမ်းကြတာပဲဖြစ်တယ်မတ်တဲ့အခန်းကြီး24မှာယေရှုခရစ်တော်ကချီဆောင်ခြင်းအကြောင်းကိုအရင်ပြောထားတယ်အဲ့တော့ယုံကြည်သူတွေအမှတ်မမအောင်ယေရှုခရစ်တော်ကဒုတိယအကြိမ်အရင်ကြွလာတာမဟုတ်ဘူး ်ချီဆောင်ချင်းကိုအရင်ဆုံးလာပြီးတိမ့်စေးတာဖြစ်တယ်။အဲ့ဒါပြီးမှပဲတန်ရှင်းသူနဲ့အတူဒုတိယအကြိမ်ကြွလာတာဖြစ်ပါတယ်။ဒုတိယအကြိမ်ကိုအရင်ဆုံး လာတာမဟုတ်ဘူးနော်။ချီဆောင်ချင်းအရင်လာတယ်ဆိုတာကိုနားလည်ထားဖို့လိုတယ်။မှတ်တဲ့အခန်းကြီး25ကြာတော့ချီဆောင်ချင်းပြီးတဲ့အခါကောင်းကင်နိုင်ငံတော်ရဲ့ပုံရိပ်ကိုပြောတာဖြစ်တယ်။မှတ်တဲ့အခန်းကြီး25ကအရာကိုယူပြီးမှချီဆောင်ချင်းမှာကြံခဲ့တာတွေမကြံခဲ့တာတွေဒုတိယအကြိမ်ကြွရတဲ့အရာတွေနဲ့နှမ်းရှင်ပြီးပြောတာဒီလုံးဝမားတယ်လို့ကျွန်တော်ပြောပြချင်ပါတယ် ယေရှုခရစ်တော်ကလူသားဇာတိအနေနဲ့ပြန်လာမှာလုံးဝမဟုတ်ပါဘူးလူဇာတိကိုပြန်ခံတယ်ဆိုတဲ့စကားလုံးတွေကလူတွေကိုကျင်းထည့်နေတာပါယေရှုကိုယ်တိုင်ပြောထားတယ်ကိုနေရာမှာခရစ်တော်တွေပေါ်လာမယ်ဒီနေရာမှာခရစ်တော်တွေပေါ်လာမယ်လို့ပြောရင်လေမယုံနဲ့တဲ့အဲ့ဒါလိန်နေတဲ့စကားဖြစ်တယ်အဲ့တော့ယေရှုခရစ်တော်ကဘလို့ပုံစံနဲ့လူတွေကိုလာခေါ်မလဲဆိုရင်မဿဲခန်းကြီး24အငယ်30မှာထိုအခါလူသားဤနမိတ်လက္ခဏာသည် ကောင်းကင်၌ထင်ရှားလိမ့်မည်မြေကြီးပေါ်မှာလူအပေါင်းတို့သည်ငိုကြွေးမိတမ်းကြ၍လူသားသည်ကြီးစွာသောဘုံတကူအာနုဘော်ကိုဆောင်လက်မိုးတိမ်ကိုစည်း၍ကြွလာတော်မူသည်ကိုမြင်ရကြလိမ့်မည်ဘလို့ပြန်ကြွလာမိုးတိမ်ကိုစည်းပြီးတော့ကြွလာတဲ့ပြီးယုံကြည်သူတွေကိုခြီးဆောင်မယ်အဲ့ဒါကိုနားလည်ထားရပါမယ်အဲ့တော့ယေရှုခရစ်တော်ကမိုးတိမ်ကိုစည်းပြီးမှယုံကြည်သူတွေကိုခြီးဆောင်မယ်လို့ အတိအလင်ပြောထားတာဖြစ်တယ်။ဟိုမှာပြန်မွေးပြီးတော့လူစားတိခံဒီမှာပြန်မွေးပြီးမှယေရှုရဲ့အတုအယောင်တွေဖြစ်ပေါ်လာတာတွေအဲ့ဓာတွေကလူတွေကို လိန်လေလက်ဖျားနေတယ်ဆိုတာကိုယုံကြည်သူညီကောင်မများအားလုံးသဘောပေါက်ကြလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ပြီးတော့အဲ့ဒီကဲတင်နိုင်တဲ့နာမတော်ကဘယ်အချိန်ထိအသက်ဝင်နေမလဲဆိုရင်ကဘာကုံတဲ့အထိအသက်ဝင်နေမှာဖြစ်ပါတယ်။တိကောအခန်းကြီး25အငယ်24မှာထိုအခါခရစ်တော်သည် အထွတ်အမြတ်အာဏာတကူအမျိုးမျိုးကိုပယ်ရှင်း၍မိမိနိုင်ငံကိုဖျားသခင်တီးဟူသောခမဲတော်၌အပြန့်တော်မူပြီးမှကဘာကုံရလက်တက်ဒါကြောင့်မလို့ကဘာကုံတဲ့အထီးကတော့ဂရာနီကုန်းပေါ်မှာအသေးခံခဲ့ပြီးတဲ့ယေရှုခရစ်တော်တပါးတည်းတလင်ဖြစ်ပါတယ်အခုမြင်နေကြားနေရတဲ့ယေရှုခရစ်တော်အယောင်အဆောင်တွေဆိုတာယုံကြည်သူတွေနဲ့တခြားသူတွေကိုလိန်လယ်လှည့်ဖျားဖို့ရန်အတွက် မာနကအတုံးချနေတာဖြစ်တယ်ဆိုတာကိုနားလေတဘောပေါက်ပါစေယေရှုခရစ်တော်ကအသေးခံချက်အမှုကိုလည်းတခါတည်းပဲလာရောက်လှုပ်ဆောင်သွားတယ်ဆိုတာကိုကျမ်းစာထဲမှာလည်းအတိအလင်းဖော်ပြထားတာဖြစ်ပါတယ်ဒါကြောင့်အရောက်တိုင်းဟာတမာသတိရှိလက်ထိုအလေအညာတွေထဲမှာမပါသွားပဲနဲ့အဆုံးတိုင်အောင်ခရစ်တော်၌တည်ကြည်မြဲမြံခိုင်ခံ့တော်သူဖြစ်ကြပါစေလို့တခင်ယေရှုနာမ၌ဆုတောင်းမြတ်တာပို့ရပါတယ်အားလုံးပြန်ကောင်းချီးရှိပါစေ။